အရေပြားပေါ်မှာအဖူးဖိတ်လေးထွက်လာတယ်။တရေလည်းမပြတ်ဘူးနှစ်ရက်လည်းမပြတ်ဘူးစိတ်ထဲမှာစိတ်ပူလာဟာငါအရေပြားကင်ဆာမဖြစ်နေသေးလားမသိဘူးဆိုတဲ့လူတွေအဲ့လိုမျိုးရှိကြဖို့မယ်နဲ့တူပါတယ်။ဆိုတော့ဒါကအရေပြားကင်ဆာအကြောင်းလေးဒီဗီဒီယိုမှာနည်းနည်းပြောပြမယ်။ပြီးတော့ဘယ်လိုမျိုးအနေထားတွေရှိတယ်ဆိုရင်အရေပြားကင်ဆာလို့သိနိုင်မလဲ။ဘယ်ချိန်ကျရင်ဆရာဝန်ပြလို့ရမလဲဆိုတာကိုကြတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးအချိန်ကျရင်သိသွားမှာဖြစ်ပါတယ်။ မင်္ဂလာပါကျမဒေါက်တာယူရီပါအရေးပြကျမရင်းနဲ့လှပါကို knowledge sharing များရလို့ပေးနေတယ်လှပါရေးဆရာဝန်လည်းဖြစ်တယ်လို့အမျိုးသမီးကျမရေးအကြောင်းကိုဘူးတူတာမျှဝေပေးနေရဆရာဝန်လည်းဖြစ်ပါတယ်ဒါရစီမှာလက်ရှိရတော့သင်တန်းလေးရတော့နှစ်ခုပဲဖွင့်ထားပါသေးရပထမတစ်ခုကကျတော့လူငယ်တွေကို ဦးတည်ထားတဲ့တကူရီတန်ရှင်းရင်းနဲ့အနတ်သက်ခင်ဆင်ခြင်းဆိုတဲ့အကြောင်းလေးပါဒယ်ရီရဲ့ခန္ဓာကိုယ်ကိုအလှပပြုပြင်နေမှာမဟုတ်ဘူးအနတ်သက်ခင်ခင်နဲ့ဘယ်လိုပြုဆိုင်ကြမလဲဆိုတဲ့အကြောင်းလေးကိုဦးတည်ပြီးပြောထားဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဖလာအကြောင်းတည်ကောင်းစရာဆိုတဲ့အကြောင်းပါသူကကျတော့နေမှာဆိုရင်မြို့သမီးငယ်လေးလှချင်ကြတယ်ဒါပေမဲ့ငွေကြေးအဆင်မပြေကြတဲ့အခါဆရာဝန်ကြီးစီကိုလက်လန်းမမီတော့တဲ့အချိန်မှာ ဒီဆရာမမဟုတ်တဲ့လူတွေနဲ့ဖီလာထိုးကြတယ်မလူအပ်ပဲနဲ့ဆုံးရှုံးမှုတွေများကြတယ်ဆိုတော့သူတို့လေးတွေအတွက်ဘုဟုသူတာပေးတဲ့အနေနဲ့ public ကို target လုပ်ထားတဲ့ class တွေဖြစ်ပါတယ်ဆိုတော့ဒီ class တွေကို join ချင်တယ်ဆိုရင်တော့ Facebook မှာ Dr. Yuri လို့ share လိုက်ပါ Messenger ကိုတန်းသွားပါဒီရဲ့ချင်းကြရဲ့ admin ကို private class တွေ join ချင်လို့ပါလို့ပြောလို့ရပါတယ် ဒီနေ့မှာကြတော့အရေးပြားကင်ဆာနဲ့ပတ်သက်ပြီးတော့ဒါတို့သတိထားမယ်ချက်တွေပြီးတော့မှားယွင်းနေတဲ့ယူဆချက်တွေပြီးတော့ကာကွယ်နည်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒါတို့ဒီအရေးပြားကင်ဆာနဲ့ပတ်သက်ပြီးတော့နာမည်သုံးခုကိုတော့ဒါတို့သိကိုသိဖို့လိုအပ်တယ်။ပထမနာမည်ကကြတော့ Basal Cell Carcinoma ဖြစ်တယ်။သူကကြတော့အဖြစ်များဆုံးအမျိုးအစားဖြစ်ပါတယ်။ပြီးနောက်တစ်ခုကကြတော့ Squamous Cell Carcinoma လို့ခေါ်ပါတယ်။သူကကြတော့ဒုတိယအဖြစ်များဆုံးအရေးပြားကင်ဆာအမျိုးအစားပါ။ပြီးတော့နောက်တစ်ခုကကြတော့ Melanoma လို့ခေါ်ပါတယ်။သူကကြတော့အန္တရာယ်ရှိဆုံးအမျိုးအစားထဲမှာပါပါတယ်။ အဲ့တော့ဘာဖြစ်လို့ဒါတွေကဖြစ်ကြရလဲဆိုရင်ကျတော့နံပါတ်1ကကျတော့တို့တို့နေအောင်ချီ UH exposure ကိုထိတွေ့တာပုံမှန်တဲ့အရန်များတာကြောင့်ပါပြီးတော့တကူအသက်ကြီးရင်လာနဲ့မြလဲဖြစ်ဖို့ chance ကပိုပြီးတော့များလာပါတယ်ပြီးတော့ခုခံအားစနစ်ကျသွားတဲ့ချိန်မှာလည်းဖြစ်ပါတယ်ပြီးတော့ genes အရာ genetic အရာလည်းပဲဖြစ်ဖို့ခြေနေတွေများတဲ့ချိန်မှာလည်းရေပြာကင်ဆာကရတတ်ပါတယ် ဒါတာလွဲမှားနေတဲ့အချက်လေး၃ခုကိုတော့ဒါတာထောက်ပြချင်ပါတယ်။ဒါတို့ဒီရေပြားကင်ဆာနဲ့ပတ်သက်ပြီးတော့ရေပြားကင်ဆာဆိုတာလည်းအသက်အရွယ်ကြီးရဲ့အချိန်ကြာမှာဖြစ်တယ်ဆိုပြီးတော့ပြောကြတယ်။တကယ်ကတော့မဟုတ်ပါဘူး။လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။သူကအသက်20 30ဒီမှာလည်းတွေ့တတ်တယ်။ကြီးရင်ငယ်တွေဆိုတာထက်စာရင်ဆိုရင်နေအောင်ချီ UV exposure ကိုအပြင်မှာခမားများနေပြီးတော့ထိတွေ့နေရတဲ့လူတွေမှာဖြစ်တယ်လို့သုံးနေဆိုရင်တော့ပို့ပြီးတော့မှန်ပါလိမ့်မယ်။နောက်ထပ်တစ်ခုဒါတို့မှာရွေးနေတာကတော့ရေပြားညူတဲ့လူတွေကရေပြားကင်ဆာမဖြစ်ဘူးဆိုပြီးတော့ ထင်နေကြတာပါတကယ်ကတော့အဟာရင်မှားရင်းပါတယ်ဒေါက်တော့ဒီမလနီနီရှိတယ်ဆိုပေမဲ့ UV ရဲ့ အဲဒဏ်ကိုကြတော့အပြည့်အဝကာကွယ်နိုင်တာမျိုးမဟုတ်ပါဘူးဒီလိုမျိုးသားညူတဲ့လူတွေကကြတော့စပြီးတော့တွေ့ပြီဆိုရင်အနေရပူတော်များပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒေါက်တာတို့ဒီနောက်ကြမှာ late stage ရအောင်မှာတွေ့ရမျိုးတွေဖြစ်တတ်ပါတယ်ဒေါက်တာဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဒေါက်တာတို့ရဲ့ဒီ skin type ပေါ့နော်တော်တော်ညူတဲ့5 to 6တို့ရှိတဲ့ဒီအဆိုတော်ဆိုရင်လည်းပဲ bob marley ဆိုရင်လည်းပဲသူ skin cancer နဲ့ပဲအသက်36နှစ်မှာဆုံးသွားတာပဲအဲသူရဲ့ skin cancer ကကြတော့ ALM လို့ခေါ်တဲ့ဒီ acral lentiginous melanoma မျိုးစားကိုရပြီးတော့၄နှစ်ကြာမှသူဆုံးသွား ားဖြစ်ပါတယ်ဆိုတော့ဒါကြတော့ဒီဟာရဲ့မှားယွင်းတဲ့အယူဆကြောင့်တော့မပေါ်စေချင်ပါဘူးပြီးတော့နောက်တစ်ခုကကြတော့ဒါတို့ဒီအာနေကာကိုတုံးတယ်ဆိုရင်အပြင်သွားမှတုံးရပြီဆိုပြီးတော့ယူဆမှားတွေပါတကယ်လို့ကအာမျိုးရိုးတွေရလည်းရှိရဲဒါကိုဖြစ်ဖို့အရင်ကြောက်တယ်ဆိုရင်ကြတော့အပြင်သွားမှမဟုတ်ပါဘူးအိမ်ထဲမှာနေရင်လည်းပဲဒါတို့လိမ့်ဖို့ကလိုကိုလိုအပ်ပါတယ်ပြီးတော့အပြင်သွားတဲ့ချိန်ကျရင်လည်းအပြင်သွားမှအခုလိမ့်တာမျိုးလောက်တာမျိုးမဟုတ်ပါဘူး မိနစ်30မတိုင်ခင်နေရနေပြီးတော့စလိန်ရမျိုးလောက်လာပါတယ်ပြီးတော့ဆန်းရွှေလိန်တဲ့အပြင်ဟိုကိုအုတ်ထုတ်ကြီးဆောင်းရတာကာဗာယူရတာမတ်ဆာရတာမျိုးတွေက အတူတူကိုပေါင်းပြီးတော့လှုပ်ရတာမျိုးဖြစ်ပါတယ်ဆန်းရွှေတက်ခုနေတယ်လေမလုံလောက်နေပြန်ပါဘူးအဲ့တော့ကာကိုရန်နီလန်များမှာဆိုရင်တော့အခုလောက်ဆိုရင်သိပြီထင်ပါတယ်ဒေါက်တာတို့ယူဆအမှားနေတဲ့ဟာတွေဒေါက်တာတို့ပြင်ပြမှုလိုပါတယ်အဲပြီးတော့နေအောင်ချီနဲ့ဒေါက်တာတို့ရဲ့အဲဒီအရေးပြဆန်း protection တွေကအရန်ကိုအရေးကြီးရဲ့ဆိုတာတော့ကာကွယ်တဲ့နီလန်မှာကိုအဓိကဘနာကြဆုံးမဲ့ဆိုတာကိုသိပြန်ထင်ပါတယ်ပြီးတော့နောက်တစ်ခုဒေါက်တာတို့ကိုယ့်ဟာကိုစစ်ဆေးလို့ရလားဆိုတဲ့ဟာလေးပေါ့နော်အဲတကယ်တမ်းကျတော့အရေးပြကင်ဆာကကြောင့်မျိုးလုံးနဲ့မျိုးုံနဲ့ဒါအရေးပြကင်ဆာဆိုပြီးတော့တံပြောလို့ရတဲ့ ဟာတော့မဟုတ်ပါဘူးဆရာဝန်တွေတောင်မှကြီးလိုက်တဲ့ချိန်ကျတော့ဒီ biopsy ယူရတာမျိုး lower the investigation တွေလုပ်ရတာမျိုးလုပ်ကိုလုပ်ရပါတယ်ဒါပေမဲ့ကိုရီအနေနဲ့ပြင်ပလူတွေအနေနဲ့ကကြတော့ဒေါက်တာအခုပြောထားတဲ့အာနီးလေးကိုသုံးမယ်ဆိုရင်တော့ကိုဟာအရေးကအရေးပြားကင်ဆာဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကိုအကြံပေးမှန်းလို့ရပါတယ်အဟာကကြတော့ဘလို့သိနိုင်မလဲဆိုရင်တော့ A B C D E ဆိုပြီးတော့ကိုမှတ်ထားလို့ရပါတယ် A ကကြတော့ A symmetry ပါဥပမာဆိုပါစို့ဒေါက်တာဒီနားမှာအလုံးဟိုဒီအကွင်းအကွင်းလိုက် ကြီးတစ်ခုရှိနေတယ်။ဒီဟာလေးတစ်ခုကိုပဲကျွန်တော်ဦးတည်ပြီးတော့ပြောပြပါမယ်။ဆိုတော့ A ဆိုတာ asymmetric ပေါ့။ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီဒီလိုမျိုးကွက်လိုက်ကြည်အင်ပြင်းလိုက်အဖူးလိုက်ကြည်ဖြစ်နေပြီးဟာနေပြီးဆိုရင်ကျွန်တော်တို့ဒီအနာအာဒီဘက်ကဟာလေးဒီတချမ်းချမ်းလိုက်မယ်ဆိုရင်ဒီဘက်ကနဲ့ဒီဘက်ကနာဟာနဲ့ကကြတော့ symmetry ဖြစ်နေရမယ်။ညီမျှနေမှုရှိရမယ်။အခုက asymmetry ဖြစ်နေရဆိုရင်ညာဘက်ကအချမ်းကကြတော့အာတမျိုးဖြစ်နေပြီးဘက်ဘက်ကပုံကကြတော့တစ်ခုဖြစ်နေရဆိုရင်လည်းပဲဒါကကြတော့အာ asymmetry အแทမှာပါတာဖြစ်တဲ့ skin cancer လာပေါ့။ပြီးတော့နောက်တစ်ခုကကြတော့ border border ော်ဒါတွေရဲ့အနာသက်တွေကမညင်ညာပါဘူးပုံမှန်ဆိုရင်အနာဆုံးတွေပုံမှန်ဆိုရင်အနာဆုံးတွေကညင်ညာပေမဲ့ဒီ skin cancer တွေအနာဆုံးတွေကကြတော့မညင်မြဘူးဟိုဘက်နဲ့ဒီဘက်လည်းမတူညီဘူးအဟာလေးကိုတွေ့နေရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကလာပေါ့ဒီတစ်ခုတည်းမှာတင်ဟိုကလာမျိုးစုံဖြစ်နေရပါတချို့ဟာတွေကကြတော့ကလာတစ်ခုလည်းကလုံးဝညင်နေရဆိုညင်နေရမျိုးချိုးတွေကကြတော့ခွေးလေးတက်ရင်ဆိုတက်တယ်လို့မျိုးချိုးဟာတွေကကြတော့လုံးဝအာဒီမဲဆိုရင်မဲနေရမျိုးဒါပေမဲ့ skin cancer နေထားမှာအဲ့လိုမျိုးမဟုတ်ဒီတစ်လုံးတည်းမှာကိုကလာစုံနေပေါ့ဖြူတို့ လိုလိုညိုသလိုလိုမဲကျင်သလိုလိုမျိုးဟာတွေနဲ့ပေါင်းစည်းနေတဲ့အကြောင်းပေါင်းစုံရှိပါတယ်။အဲ့ကာလာနေလေးနဲ့မှတ်လို့ရတယ်။ပြီးတော့နောက်တစ်ခုကဒိုင်ယာမီတာကကြတော့ဒီဒိုင်ယာမီတာအချင်းဒီ6 mm ထက်အာကျော်နေတယ်ဆိုရင်တော့လေဒါစဉ်းစားစရာဖြစ်ပါတယ်။စင်တီမီတာနဲ့ဆိုရင်တော့0.6 cm ပေါ့နော်။ပြီးတော့နောက်တစ်ခုကကြတော့ evolving ပေါ့ e ကိုမှတ်ထားလို့ရပါတယ်။အချင်းတူတွင်းမှာပုံသဏ္ဍာန်ပြောင်းလဲတာအရင်မြန်တယ်။ အဲ့လိုမျိုးဆိုရင်လည်းပဲသိနိုင်ပါတယ်အဲ့တော့ဒီ criteria ခုနကပြောတဲ့ A B C D E တွေ criteria အကုန်လုံးနဲ့ညီမျှနေပြီဆိုရင်တော့ဒီအကွက်ကိုတော့ action ယူဖို့လိုအပ်နေပါပြီအဲ့လိုမျိုးဆိုရင်တော့အရေးပြဆရာဝန်နဲ့တော့ပြဖို့လိုအပ်နေပြီဆိုတာတော့သိထားရမယ်เนาะအရေးပြကင်ဆာဆိုတဲ့မျိုးအကြောင်းဒါတို့ဒီစောစောစီစီသိရှိနိုင်တယ်စောစောစီစီကုသနိုင်တယ်ဆိုရင်တော့ပျောက်ကင်းနိုင်ပါတယ်အဲ့တော့ဒါသာကြတော့ဒီ video လေးနဲ့အတူတူသိသွားပြီးပြီဆိုရင်တော့ကိုချစ်တဲ့လူတွေကိုဝေမျှပေးပါသူတို့အနေနဲ့ဒါတို့ဒီ early diagnosis ရတယ်ဆိုရင်စောစောကုတာဖြစ်တဲ့အတွက်အမြန်ဆုံးပျောက်ကင်းနိုင်မှာဖြစ်ပါတယ် ယ်ဒီဗီဒီယိုအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment တွေအကြောင်းပဲဖြစ်ဖြစ်သို့မဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တခုခုမေးချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Ask Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်။အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြပြဆုံဆုံမေးထားတယ်ဆိုရင်ရပါတယ်။အဲဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာ Yurian လေးတွေမေးတာတဲ့မိခွန်းလေးတွေအများကြီးရတယ်။ ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြည့်ရဲဆိုပေမဲ့အလင်းမသိတာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးရောဖြည့်ပေးရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒါတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒါတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay urine လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာတို့မေးချင်တာလေးတွေကိုတို့ဒါဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှည်မယ်ဆိုရင်တော့3 minutes လောက်ထိကိုတို့ဒါကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာတို့ဒါဖြည့်ပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြာလာမယ်ချိန်ယူပြီးတော့လည်းတို့ဒါပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေးဖြေခံတာလေးကိုစုထားတယ်ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါက်တာအမြင် အဲ့ဒီအကောင့်မှာလည်းမြင်ရရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါဒါမြင်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒေါက်တာရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့ဒီကလေးုပ်လေးပဲရှိသေးတယ်သုံးမဟုတ်အာဒေါက်တာဒီ post ရဲ့အောက်မှာ first comment အနေနဲ့ဒေါက်တာ mention လုပ်ပေးထားမယ်ဒေါက်တာ yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုဘက်အကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့မှာ follow လုပ် ုပ်ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်။ကဲဆိုတော့ Ask Dr. Yuri Aesthetic အကောင့်လေးမှာဆုံရမယ်နော်။